မြန်မာနိုင်ငံဟာစိုက်ပျိုးရေးကိုအခြေခံတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်ရှေးပဝေးတနီကလေးကယက်တီလာခဲ့တာဖြစ်ပြီးအ धिक အကြဆုံးနဲ့အထင်ရှားဆုံးဖြစ်တဲ့လေယာဉ်လုပ်ငန်းဟာမြန်မာတို့ဘိုးစင်ပေါင်းဆက်လုပ်ကိုင်ခဲ့ကြတဲ့မြန်မာယူရာတမီဝမ်းကြောင်းလုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်မြန်မာယူရာလည်းလုပ်ငန်းနဲ့ဆက်စပ်ပြီးပေါ်ပေါက်လာခဲ့တဲ့ထင်ရှားတဲ့မြန်မာစကားအသုံးအနှုန်းတချို့ကိုဖော်ထုတ်တင်ပြပေးသွားမှာမို့ကျွန်မနဲ့တူအဆုံးထိနာဆင်ကြည့်ရှုပေးဖို့တိုက်တွန်းလိုက်ပါရစေရှင် ကျောင်းသူဦးကြီးတွေဟာအသက်ကြီးလာလို့ငင်းငင်းလေးနဲ့ကောင်းကောင်းလေးစားခြင်းနဲ့ကျွေးဦးနွားဦးတွေကိုဂျေဆုရှင်တွေမို့တင်းကုန်ထဲမှာပဲဖြစ်ဖြစ်မျက်ပေါက်တဲ့နေရာမှာတန်ထားပြီးပဲဖြစ်ဖြစ်အငိမ့်စားပြီးတတ်ကြပါတယ်။အဲ့ဒီကျွေးဦးနွားဦးတွေဟာသွားမရှိတော့တာကြောင့်ရဲ့ရဲ့ကျွေးရင်တော့အရင်တွေကိုနှုတ်သီးနဲ့ထိုးဖယ်ဖြစ်ပြီးမျက်နှာမျက်ညွန်ကလေးတွေကိုပါရွေးချယ်စားတော့တတ်ပါတယ်။ အဲ့ဒါဟာနှအိုမျက်နှုတ်ကြိုက်တာဖြစ်လို့လူမှုကိစ္စတွေတဲ့ပြောဆိုသုံးဆွဲကြတဲ့အခါကိုကိုနိုင်ကဦးကြီးဦးမနဲ့နုနုငယ်ငယ်ကလေးကိုမှကြိုက်နှစ်တက်တက်တဲ့သူတွေကိုရည်ညွှန်းသုံးဆွဲလို့ရှိပါတယ်ရှင်။တောင်သူဦးကြီးတို့လေလုံငန်းလုပ်ကံရမှာစီဝင်လာတဲ့ရည်ကိုလေကွင်းနဲ့တည်နေအောင်ကစင်းဆဲပြီးလုံလုံချုံချုံပိတ်ပင်စီကားရတာမျိုးရှိပါတယ်။ အဲ့ဒီလိုပဲလူပေါင်းလောကမှာအင်အားထူထောင်နေထိုင်ကြတဲ့အင်ရှင်မာတွေဟာကိုယ့်ရဲ့လျောင်ကြားတွေကရှာဖွေရရှိပြီးကိုကိုအနန္တထားတဲ့ပစ္စည်းဥစ္စာတွေကိုကုန်တင်တာပဲကုန်ပြီးမကုန်တင်တာအလဟတ်တမကုန်ရအောင်ထိမ့်သိမ့်ဆောင်ရှောက်မယ်အကြောင်းကိုစီးတဲ့ရေဆဲတဲ့ကစင်းဆိုတဲ့ဇာတ်နဲ့အတိပေးပြဆိုလေးရှိပါတယ်။အဲ့ဒါနဲ့စံချစ်ဘက်ဇာတ်တွေဖြစ်တဲ့ချင်းချားနဲ့ရည်တဲ့အိပ်ပေါင်းနဲ့ဖားကောက်ဆိုတာမျိုးတွေကိုလည်းပြောဆိုတုံ့ဆွဲလေးရှိတာကိုကြားနေရစေမဟုတ်ပါလားရှင်။